วัสดีค่ะအားလုံးပဲမင်္ဂလာပါဒီနေ့ကကြတော့ထိုင်းနိုင်ငံစကိုထိုင်းမြို့ရဲ့ရှီဟောင်းအမွေအနှစ်နေရာလေးကိုဒုတိယတစ်ကြိမ်ရောက်လာခဲ့ပါတယ်အစ်စလို့ရှင်ဖြိုးနဲ့တူတူလိုက်ကြည့်ပြီးဖျားဖူးကြမယ်စသုံးလေးကြည့်ပြအောင်နော်အေးနင်းနေလားပြလိုက်ပါအောင်တစ်ခွေလုံးစိုက်ကင်စီမဖြစ်ပါတယ်အေးဆက်ပင်ဆက်ပင် Wi-Fi သွားမယ် Let's go ဒီစားထွက်ပါပြီဖြိုးကကြတော့အမလေးမလေးပြအတိဒါဟဲ့ခေါင်းထဲပါနေမှုကုန်းအေးခေါကကြတော့ဖြိုးကကြတော့ ဆက်ပြီးလေးနေပြီးတော့ဝင်လာပါပြီအထေးကိုကြတော့လေဟေးအရန်အေးနေရောဒီနေရာလေးကိုဆိုလို့ရှိရင်လေကိုရဲ့စစ်သူကိုရဲ့တငေစင်းနေနဲ့လာပြီးတော့မှအရန်ကိုနင်းလို့ကောင်းမှာပေါ့နော်ပြောဆိုအရှိကိုလေးဖြိုးပြပေးမယ်နော်သူရဲ့အရှိလမ်းလေးကဒီလိုမျိုးလေးပါချစ်ချစ်သူရဲ့အရန်ကိုအေးနေရောတိလာဒါတော့မှအစပဲရှိသေးတယ်ဟိုအထက်မှာဘလို့တွေလှလေးဆိုတာကိုလိုက်ပြီးတော့ကြည့်ပြပါအောင်လို့ပြောချင်ပါတယ်ကဲဒီမှာတစ်ချက်လောက်ကြည့်လိုက်ပါအောင်ရှစ်တို့ရေဒီလိုမျိုးရှေ့ဟာအမွေးနဲ့တွေကိုတွားပြီးတော့မှကြည့်ရတာဘာနဲ့မှမလေးနိုင်ဘူးလို့တကယ်ဒီနေရာဆိုလို့ရှိရင်ပေါ့နော်အရင်ကိုထားတဲ့နေရာလေးတနေရာဖြစ်ပါတယ် စိတ်လေးအေးချင်းပဲစိတ်ကိုရင်ကြည်လင်တော့တာပဲလို့နော်အမှန်ကြည့်ပါတိုင်းလားလို့ခင်ဗျာကြည့်ပါပြီးတော့လေဒီနေရာလေးတခုဖြို့ရဲကြိုက်တယ်တပ်ပံအောင်လေးထင်းပါလေကဗျာရဲဆန်ရရှိတူရေကိုရှိသူနဲ့လာမယ်ဆိုလို့ရှင်တော့ကွက်တီပဲနောက်ပြီးလေဆက်ဖင်းစီရတဲ့ feeling လေးကဘာနဲ့ကိုမလေးနိုင်ဘူးလေလေတလူလူအေးအေးလေးတိုင်းပြီးတော့မှလေအရန်ကိုခန်းစားလို့ကောင်းနေရှိတူရေခွာကြတော့ဖြို့ရဲနောက်မှမြင်နေတာကြတော့ဒါစကုတ်ထိုင်မျိုးရဲ့ရှေ့ဟောက်အရန်အရန်ကိုကြတယ် မျိုးလေးတနေရာကိုဖြိုချောင်းနေပါတယ်ကြည့်ပါအောင်လို့ဘလောက်စီရန်စာရတယ်ပြီးတော့နှာနေလဲဆိုတာကတော့ဘာနဲ့မှမလေးနိုင်ဘူးလားဒီမျိုးဖိနေလေးကိုအရန်စိုက်ပါလေလို့နော်အရန်ကိုဆစ်ရှင်းတာပါလေလို့နော်ကဲအဲ့လိုရှင်ဖြိုနေတူတူကိုထေသွားကြည့်မယ်ကိုကကျတော့အထေးကိုသွားပါမယ်ကဲကြည့်ပါအောင်ကြည့်ရှုတူတယ်အရန်ကိုပေါ့နော်ဘလောက်ထိဟွာဖြစ်လဲဆိုတာကြည့်ပါအောင်လို့စိတ်ကိုကြည့်လဲလမ်းဆန်းနေရပဲနော်ဒီမှာကြည့်ပါအောင်ဒါဆိုလို့ရှင်လုံးဝရှေ့ဟောင်းအမွှေးအနှစ်တေပေါ့နော်ဒါဆိုလို့ရှင်မကြည့်ပါအောင်တွေ့လား ဟိုးဖက်မှာရဒီဖက်ဒီမှာရတခါလေးကိုကြည့်စုသူရကြည့်ကြမအောင်ရသူတို့လည်းရန်ကောင်းညနေစည်းစားလေးပေါ့နော်ကိုကကြတော့ဖြူကကြတော့ဒီမှာပါဆက်ရခါကြတော့ဖြူကဖက်တော်ပြီးတော့ပြပြီးဒီမှာကြည့်ပါအောင်ပြစ်လားအရင်ကိုဟွာဖြစ်တယ်ကြည့်စုသူရဘလို့ဒီလိုမျိုး feeling လေးကိုလေဘာနဲ့မှမလဲနိုင်ဘူးတိလားဖြူအရင်ကိုမှဒီနေရာလာပြီဆိုလို့ရှင်ဒုဒါဆိုဒုရီယာမြောက်ပေါ့နော်နှစ်ခါရှိတော်ပြီး အယန်းကိုကြည်နုတဲ့အယန်းကိုစိတ်ကြည်လင်တဲ့အယန်းကိုဟွာဖြစ်တဲ့နေရာလေးပေါ့နော်အထင်ကရဒီစကိုထိုင်မြို့မှာဆိုတော့လုံးဝအထင်ကဖြစ်နေတယ်ဖြိုးရဲတာမှကြည်အောင်ဒီမှာကြည် Oh my god တက်ပြေးလိုက်တာဒီမှာကြည်ပါအောင်ကြည့်ရှုသူတွေနော်ဖူးမြော့ကြပါလို့ပြောချင်ပါတယ်တကယ်တကယ်ပေါ့နော်ဖြိုးရောက်နေတဲ့လူမျိုးပေါ့နော်ဖူးမြော့ကြပါလို့ပြောချင်ပါတယ်ဒီမှာကြည်ပါအောင်ကဲနော်ရာတီတို့ကလည်းအေးချင်းလိုက်တာဒီမှာကြည်ပါအောင် Oh my god ရှစ်တွေ့နော်ဘလို့ဘလို့လဲလှမဲ့မသိဘူး ပြီးတော့ဒီရှင်းအောင်အမွေနဲ့ဖရားတွေပထိုးတွေဇီတွေကကြတော့နှစ်ပေါင်း900လောက်ရှိပြီလို့လည်းသိရှိရပါတယ်ရှင်တို့ရေ ဖြူကားလေးပေါ့နော်ဒီလိုမျိုးရှေးအောင်အမွေနဲ့တေကိုလိုက်ပြီးတော့လေးလာရတာတော့ကြည့်ရတာဆိုလို့ရှိရင်ပေါ့နော်ဖူးခွန့်ရတာအရင်လေးပြောပါတယ်လို့နောက်တစ်ခုကတော့ဒီနေရာပေါ့နော်ဒီနေရာကျွန်တော်ဖြူထင်တာဖျားတိမ်ကြီးလားမသိဟိုးရင်တုန်းကဆိုလို့ရှိရင်လေတိုင်တယ်ဆိုလို့ရှိရင်နင်းနင်းနော်တော့ကြီးမဟုတ်ဘူးရှစ်တို့ကြီးပြီးတော့သူ့ရဲ့အခြေဝင်ဧရိယာကလည်းအရင်ကိုကြီးမားနေပေါ့နော်ပြီးပြီဆိုလို့ရှိရင်တိုင်လုံးတစ်လုံးဆိုလို့ရှိရင်တော့နှစ်ယောက်ဖက်သုံးယောက်ဖက်လောက်တော့ရှိတယ်ဒါကတော့သူ့ရဲ့ရင်ပြင်အလေးတစ်တစ်မှာပေါ့နော်ဖြူကလမ်းလျှောက်နေတာပါလို့တကယ့်ကိုပေါ့နော်ဖြူအတွက်ကတော့လုံးဝအံ့ဩစရာလေးတစ်ခုပါလို့ ီမှာဆိုလို့ရှိရင်တော့ရှေးဟောင်းဝင်နေတဲ့တော်တော်လေးကိုအေးချမ်းမှကြည့်ရှိသူတွေမှကြည့်ပါအောင်။အိုးအရင်ကိုပေါ့နော်အံ့ဩဖို့ကောင်းတဲ့နေရာလေးတွေပါလို့ဒီနေရာလေးတွေကကြတော့နောက်ပြီးတော့ဒီနေရာအရင်ကိုကန်ကောင်းပါလေ။ကျန်တဲ့နေ့တွေဆိုလို့ရှိရင်နေရာလေးအရင်ပူတယ်မိုးတရားလေးရွာတာပေါ့နော်။ဒီနေ့ဖြိုးတော့လာတဲ့နေ့မှာပဲမိုးလေးမရွာဘူးနေလေးမပူဘူးနဲ့။မိုးကလေးအေးအေးလေးနဲ့ပေါ့နော်။အရင်ကိုအေးနေပါလေ။ကဲဒါလေးကကြတော့ဖြိုးကအဝေးကနေရိုက်ထားပါရှစ်တူရီကြီးလိုက်ပါအောင်လုံးဝတကိကိုပေါ့နော်။နန်းဆန်တာပေါ့နော်။ ကေရှစ်တို့ရေအခုကကျတော့ဒီမှာကြည့်ပါအောင်အင်္ဂလိပ်တွေလေးတော်တော်များများလာတာရှိရှိတယ်ဒါပေမဲ့နေတာပေါ့နော်ဒီဘက်မှာဆိုမြန်မာတွေဆိုတော်တော်များများမလာသေးဘူးဒီနေရာလေးတွေဆိုလို့ရှင်ပေါ့နော်အရင်ကလေအေးချမ်းပြီးတော့မှအရင်ကလေအန်အိုပကောင်းတဲ့နေရာလေးတခုလို့ပြောတယ်ပေါ့နော်ဘာဖြစ်ဆိုတော့ရှ िख က်ကပေါ့နော်သူတို့မှဆိုလို့ရှင်နှင်းပေါင်းတွေဆိုလို့ရှင်မနေတော့ဘူးပေါ့ထိုင်းနိုင်ငံမှာထိုင်းနိုင်ငံစားဖြစ်ပေါ်တဲ့နေရာလေးကဒီနေရာအနေစားတယ်ထိုင်းစာလုံးတွေစားပြီးတော့ကဒီနေရာနေကနေစားတဲ့နေရာလေးဖြစ်တဲ့အတွက်မို့လို့ပေါ့နော်ဟိုဖြိုးအတွက်ကကျတော့အရင်ကို first time ဒုတိယတစ်ခေါက် လာပြီးတော့ဒါမဲ့အရင်ကိုဘယ်လိုပြောမလဲလာတိုင်းလာတိုင်းမှာအရင်ကိုဟိုဖြစ်တယ်ဟိုပျော်တာပေါ့နော်စိတ်ထဲမှာအရင်လေးဝမ်းတပီးတိဖြစ်မိလေပေါ့နော်ဒီမှာကြည့်အနောက်ကဆိုလို့ရှိရင်လေ view တွေကလည်းအရင်ကောင်းပါတယ်လို့ဒီမှာကြည့်ပါအောင်နော်သူ့ရဲ့ရာသီတွေကလည်းအေးအေးလေးနဲ့အရင်ကိုဟိုဖြစ်ပါတယ်ကြည့်ရှုသူတွေကြည့်လိုက်ပါအောင်နော်ပျော်ရှင်စရာလေးပါလို့ကဲစစ်တူရေအဲ့ဆိုလို့ရှိရင်တော့ရှင်တို့တွေလေအကုန်လုံးဖြိုးနဲ့တူတူဖူးမြော်ခွင့်ရပြီးတော့မှစိတ်ကျင်လို့ရမယ်လို့ဖြိုး ယူဆပါတယ်လို့ကဲဖြူကကျတော့ဖြိုးအဆိုလို့ရှိရင်ပြန်လိုက်အောင်မယ်ဆိုလို့ရှိရင်ဖြိုးဆိုလို့ရှိရင်နောက်ကျနေပြီသူများလည်းဆိုဖြိုးကားမစောင့်နေပါဆိုဖြိုးကလေ ီဒီယိုဖိုင်လေးတွေဟိုကိုယ့်ကိုကြည့်ရှုနေတဲ့ကြည့်ရှုသူတွေကိုပေါ့နော်ဟိုရစေရှင်လို့ပေါ့နော်မြင်ဖူးစေရှင်လို့ဖြစ်သွားတကူတကလာရိုက်ပေးတာပါဒါစကုတ်ထိုင်မျိုးထိုင်းနိုင်ငံစကုတ်ထိုင်မျိုးရဲ့လုံးဝမင်းကြတဲ့နေရာလေးတစ်ခုဖြစ်တဲ့အတွက်မို့လို့ပေါ့နော်လူတူလာအရန်နေပါတဲ့နေရာလေးဖြစ်တဲ့အတွက်မို့လို့ပေါ့နော်နော်လာပြီးတော့ပြပေးတာပါလို့နော်အခုလိုမျိုးဖြစ်ရဲ့ဗီဒီယိုဖိုင်လေးကိုအစအဆုံးကြည့်ပေးတဲ့အတွက်ကုသိုလ်တွေထပ်တူရကြပါစေစိတ်အရှင်းတန်ချင်ကိုကြည့်မှရှင်နေပြည့်စုံကြပါစေလို့ဖြစ်ကစုမေကောင်းလေးတောင်းပေးလိုက်ပါတယ်ကဲ့ ဲ့ဆိုလို့ရှိရင်လည်းဒီလောက်ပါပဲဖြူရဲ့ဗီဒီယိုဖိုင်လေးစီပီတဲ့တယောက်ချင်းစီကျေးဇူးအများကြီးတင်ပါတယ်စိတ်ရှိတဲ့အချင်းကိုကြည့်ပါချင်ပြီးဆုံကြပါစေလို့ပြောချင်ပါတယ်ကဲအားလုံး bye bye အခုပေးတဲ့ကိုတို့လည်းကျေးဇူးအများကြီးတင်ပါတယ်